စွန်15ရက်ကနေ22ရက်အထိကိုဗစ်ဓာတ်ခွဲနမူနာစုစုပေါင်း2196ခုကိုစစ်ဆေးခဲ့ရာအတည်ပြုလူနာ29ဦးတွေ့ရှိကြောင်းကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ဒါကြောင့်ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ1.3နှစ်ရာခိုင်နှုန်းဖြစ်ကြောင်းအစိုးရကာလအတွင်း ပြင်းထန်လူနာအထူးကြက်မှတ်ကုသမှုပေးရတဲ့လူနာနဲ့ကိုဗစ် -19 ရောဂါနဲ့သေဆုံးလူနာမရှိကြောင်းထုတ်ပြန်ကြမှာပါရှိပါတယ်။လက်တလုံးနိုင်ငံအတွင်းမှာကိုဗစ် -19 ရောဂါကူးစက်ဖြစ်ပွားသေဆုံးမှုနဲ့ဆက်လင်းပြီးစိုးရိမ်ပွဲရအခြေအနေမရှိပေမဲ့လည်းရောဂါဖြစ်ပွားမှုကနေကြိုတင်ကာကွယ်နိုင်မှုအတွက်တကူရေးကာကွယ်ရေးနည်းလမ်းတွေကိုလိုက်နာဆောင်ရွက်ဖို့လိုအပ်ပြီးရောဂါကူးစက်ခံရပါကရောဂါပြင်းထန်နိုင်ခြင်းနဲ့အသက်ဆုံးရှုံးနိုင်ခြင်းမြင်မာတဲ့အသက်အရွယ်ကြီးသူတွေအသက်60နှစ်နဲ့အထက်လူကြီးတွေစီးကျိုရောဂါနာတာရှည်အစ ဆုံယောဂကင်းဆာယောဂအရှိသူတွေကိုဝင်ဆောင် ကာလ3လနဲ့အထက်ကိုဝင်ဆောင်မိခင်တွေကိုဦးစားပေးအစီအစဉ်နဲ့ COVID-19 ယောဂထပ်ဆောင်ကာကွယ်ဆေးထိုးနှံပေးသွားမှာဖြစ်ပြီးကာကွယ်ဆေးထိုးနှံမှုခံယူကြဖို့လိုအပ်ကြောင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ဇွန်၈ရက်ကနေ15ရက်အတွင်းမှာလဲယောဂပိုးတန်ရရရှိသူ2185ဦးကိုစစ်ဆေးရပိုးတွေ့သူ52ဦးရှိခဲ့ပြီးရာဂိုင်းနှုန်းအဖြစ်1.2ရာဂိုင်းနှုန်းရှိကြောင်းသေဆုံးသူမရှိကြောင်းသိရပါတယ်။ အလားတူပြီးခဲ့တဲ့ရသရက်ဘတ်ဇွန်တရက်ကနေ၈ရက်အထိကိုဗစ်ပိုးတန်တရားရှိသူ2154ဦးကိုစစ်ဆေးခဲ့ရာပိုးတွေးရှိသူ32ဦးရှိခဲ့ကြောင်းရာဂိုင်းနှုန်းအဖြစ်တိတက်သမ44ရာဂိုင်းနှုန်းရှိကြောင်းသေဆုံးသူမရှိကြောင်းသိရပါတယ်ပြည်ထောင်စုမေ25ရက်ကနေဇွန်1ရက်အထိကိုဗစ်ပိုးတွေးရှိသူ18ဦးရှိခဲ့ပြီးပိုးတွေးရှိသူတွေဟာရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့မြို့နယ်တွေကဖြစ်ပါတယ်။